ာဇင်နဂါလီထောက်ခချင်းရဲ့အကြောင်းကိုဖွင့်ရခဲ့တဲ့ခေပြော့ အစနေတည်းရဲ့နောက်ကလူအောင်ဖြစ်သူဂျာကော့ခီဘီယောကဒီနေ့ဒီမှာအမရိကင်းကနေဘာကြောင့်ထွက်ခွာပြီးပေါ်တိုတင်းစီကိုပြောင်းရွှေ့ခဲ့ရလဲဆိုတဲ့အကြောင်းရင်းမှန်ကိုမကြတဲ့မိကပုံမှုလေးလေးရှင်းပြပြောဆိုသွားခဲ့ပါတယ်။ခီဘီယောကတင်းကနေမလိုအပ်လို့ရောင်းထုတ်ခံခဲ့ရတာမဟုတ်ပဲတူကိုရန်တူဦးရဲ့ဆုံးဖြတ်ချက်နဲ့ထွက်ခွာခဲ့ရတာဖြစ်ကြောင်းကိုခိုင်မာပြောဆိုခဲ့ပြီးဒီဖြစ်ကပေါ်တိုကင်းကဘော်ဒမားတူဦးအတွက်ဘလောက်ထိအရေးကြီးကြောင်းကိုလည်းပြသနေပါတယ်။ခီဘီယောကသူနဲ့အာဆင်နယ်တင်းတို့ရဲ့အကြောင်းကိုဖော်ပြခဲ့ကြတဲ့သတင်းဌာနတွေကသတင်းမှားတွေသာဖြစ်ကြောင်းကိုပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။အဆိုပါသတင်းတွေမှာခီဘီယောကအာဆင်နယ်တင်းရဲ့အစီအစဉ်တွေနဲ့မှာမပါဘူးလို့ဒါမှမဟုတ်အတင်းကမလိုအပ်လို့ရောင်းထုတ်ခံခဲ့ရတယ်လို့ရေးသားဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါမှမဟုတ်ကီဘောကဒီလိုပေါ်ပြမှုတွေပေါ်ရေမိတယ်လို့ဆိုပါတယ်အကြောင်းတော့သူတို့ရေးထားတာတွေကတကယ်ဟာနဲ့လုံးဝဆန့်ကျင်မဲ့ဖြစ်နေလို့ပါလို့ရှင်းပြခဲ့ပါတယ်။အမှန်တကယ်ကတော့သူကအာဆင်နယ်ထဲမှာတန်ဖိုးထားခံခဲ့ရသူတယောက်လည်းဖြစ်ပါတယ်။ခပြောရဲ့ပြောဆိုချက်တွေကကျွန်တော်အာဆင်နယ်မှာတန်ဖိုးထားခံခဲ့ရပါတယ်။ဒီကောင်ကကျွန်တော်ကိုအတင်းကနေရောင်းထုတ်ချင်ခဲ့ကြပါဘူး။ဒီပြတိတကလည်းကျွန်တော်ကိုပေါ်တူဂီကိုပြန်မသွားစေချင်ခဲ့ပါဘူး။အဲ့ဒီတော့ကျွန်တော်ဘယ်တော့မှမအလိုမရှိဘူးဆိုတဲ့ခံစားချက်မျိုးမရှိခဲ့ပါဘူးလို့ပြောဆိုခဲ့ပါတယ်။ဒီလိုပြောဆိုခဲ့တာကခပြောအနေနဲ့အာဆင်နယ်ထင်းကိုတိစောက်ဖောက်ခဲ့တာမဟုတ်ပဲသူကိုအတင်းကနေထောက်ခစေလို့ခြင်းမရှိဘဲနဲ့ထောက်ခခဲ့ရတာဖြစ်ကြောင်းကိုပရိသတ်တွေကိုရှင်းပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ချီပီယိုနီနဲ့အာဆင်နယ်ကသူ့ကိုတံမိုးထားခဲ့တာကိုသိရှိခဲ့ပေမဲ့အတင်းကိုဆုံးဖြတ်ဖို့ဆုံးဖြတ်ခဲ့တဲ့ချက်ကတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တာပါလို့ဖွင့်ရခဲ့ပါတယ်။ဒီလိုဆုံးဖြတ်ရခြင်းအဓိကအကြောင်းရင်းကတော့ကွင်းထဲမှာကစားကွင်းရရှိဖို့အခွင့်အရေးနဲ့ပါလာခြင်းပဲဖြစ်ပါတယ်။အဲဒီနောက်သူကဆက်လက်ရှင်းပြခဲ့ရမှာကျွန်တော်အာဆင်နယ်အတွက်ကစားပေးခြင်းခဲ့ပါတယ်။ဒါမှလည်းကျွန်တော်ရဲ့ရှေ့မှာဂါဘီယယ်နဲ့ဆာလီဘာတို့နှစ်ယောက်ရှိနေမှာတော့ကျွန်တော်ရဲ့ပါဝင်ကစားပေးနိုင်ဖို့အခွင့်အရေးကရန်ကိုနေပါလုံးခဲ့ပါတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ဆိုလိုတာကအဓိကအားထားရတဲ့အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ဂါဘီယယ်နဲ့ဆာလီဘာတို့ရဲ့ပုံမှန်ခြေစွမ်းကောင်းနေတော့အာဆင်နယ်ဘုံခံစစ်မှာနေရာလိုဖို့မဖြစ်နိုင်တော့တဲ့အတွက် ခီဘျောကပုံကကစားကိုရရှိစေမဲ့ပေါ်တိုဒင်းကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်ဒါနမကြီးကလည်းတခုမှရန်ကုန်မှာထိုင်ပြီးအချိန်ကုန်ခံမဲ့စာကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ professional ကစားမပွားကိုပိုပြီးအာရုံစိုက်ဖို့အတွက်ကစားမတူဦးရဲ့ပညာသားပါတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်းသုံးသပ်နိုင်ပါတယ်။ Arsenal တင်းရဲ့ဒီပြအာတီတာကမထွက်စေချင်ခဲ့ပေမဲ့ကစားမရဲ့ဆန္ဒကိုလေးစားသောအဖြစ်နောက်ဆုံးမှခွင့်ပြုပေးခဲ့တာဖြစ်ကြောင်းလည်းသတင်းတွေကဖော်ပြခဲ့ကြပါတယ်။ဒီပြောင်းရွှေ့ကခေပြောတဲ့ကစားချိန်ကငွေကြေးထပ်ပိုပြီးအရေးကြီးကြောင်းကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြတ်ပြီး